Hello guys အားလုံးပဲမင်္ဂလာပါအဲကျွန်မဒီနေ့မှာတော့တဖက်သူရဲ့ feeling ကိုကြည့်ပေးမယ်သူကတင်ကိုဘာတွေပြောချင်နေလဲဆိုတာကိုကြည့်ပေးမယ်နော်အတော့စလိုက်ကြမယ်လိုက်ချင်မနော် not to tell you when not you ဆိုတော့ want to feel that way again ငါကအဲ့ဒီအတိုင်းပြန်ခံစားခြင်းနဲ့အဲ့ဒီနီလန်တိုင်းပြန်ခံစားခြင်းနဲ့တဲ့ဘယ်အရာကိုအဲ့ဒီနီလန်တိုင်းပြန်ခံစားခြင်းတာလဲတော့မသိဘူးနော်ဘယ်အရာကိုပြန်ခံစားခြင်းတာလဲမသိဘူး we both know i'm not the one for you ငါတို့နှစ်ယောက်လုံးသိပါတယ်เนาะငါကမင်းအတွက်မဟုတ်ဘူးဆိုတာကို I'm not the one for you ငါမင်းအတွက်မဟုတ်ဘူးဆိုတာငါတို့နှစ်ယောက်နှစ်ယောက်လုံးသိပါတယ်တဲ့အဲ့ဒါကိုဘာလို့ပြောရလဲဆိုချင်ရလေอืมမတူညီဘောနော်တရားနဲ့တရားကိုတရားနဲ့တရားလေဝါသနာမတူတာတို့အဲ့လိုမတူညီရတာဗောနော်မတူညီရဘူး တယောက်နဲ့တယောက်အဆင်မပြေကြဘူးပေါ့အဲ့လိုအချိန်ဒီမှာဒီစကားကိုသုံးတာဆိုလေငောင်းနေအောင်လောကတည်ပါတယ်တဲ့ I'm not the one for you ငါကမင်းအတွက်မဟုတ်ဘူးပေါ့နော်ပြီးတော့တဲ့ဒါကြတော့ငါတို့ထပ်ပြီးတော့မှနောက်တစ်ချိန်ထပ်ပြီးတော့မှအတူတူရှိနိုင်မယ်တဲ့ not together again we will be together again ငါတို့เนี่ยနောက်တစ်ချိန်ထပ်ပြီးတော့မှအတူတူရှိနိုင်မယ်တဲ့ နောက်တစ်ခုက I feel imbalance and uneasy I don't know how to fit this ဒါလည်းတူတူပဲမနေရလို့ပဲပေါ့နော်ငါးစိတ်ထဲမှာမညီမျှမှုတွေအဆင်မပြေမှုတွေခံစားနေရတယ်ပေါ့နော်အဲ့ဒါကိုပြန်ပြီးတော့မှအဆင်ပြေအောင်ဘယ်လိုလုပ်ရမလဲဆိုတာငါမသိဘူးပေါ့နော်အာစိတ်ထဲမှာ imbalance ဆိုလေမမျှမျှမမျှ မမြတအုံပေါ့နော်မမြတအုံအဆင်မပြေဘူးအေးချမ်းမှုမရှိဘူးလို့ခံစားနေရတယ်တဲ့သူစိတ်ထဲမှာဒါ့ဘက်အဆင်ပြေအောင်ဘယ်လိုလုပ်ရမလဲမသိဘူးတဲ့နောက်က I know I know what I'm doing ငါဘာလုပ်နေလဲဆိုတာငါသိတယ်တဲ့ I'm play dumb to keep you confused ငါကမင်းကိုစိတ်ရှုပ်သွားအောင်လုပ်တယ်ပေါ့နော်စိတ်ရှုပ်သွားအောင်အောင်ငါလှုပ်ထားတယ်ပေါ့မင်းကိုစိတ်ရှုပ်ထွေးသွားအောင်ငါပလီနေရပေါ့နော် ဲ့လိုမျိုးဆိုလို့ရှင်လား။ तू က I know what I'm doing. तू ကဘာလုပ်တယ်ဆိုတာ तू သိတယ်။ဒါပေမဲ့မင်းစိတ်ရှုပ်ထွေးသွားအောင်လို့ तू ကတော့ပလေးနေရပေါ့နော်။တွေ့ဝေသွားအောင်စိတ်ရှုပ်သွားအောင်လို့တမင်တကာဥကြောင်ကြောင်လုပ်နေရပေါ့နော်။မသိချင်အောင်စောင့်နေရပေါ့။အဲ့လိုမျိုးပြောတာ။နော်။ตัวตะแผ่หลูอ่ะไม่ติดอ่ะบ่เนาะไม่ติดอ่ะหันซาวนี่แหละ ိတ်ရှုံအောင်လုပ်နေတယ်ပေါ့နော်အဲ့ဒါပြော I know I know that you may not feel for me as I feel for you เนาะငါသိတယ်တဲ့เนาะငါခံစားရသလိုမင်းကမခံစားရအောင်ဆိုတာတဲ့ငါမင်းအတွက်ကိုခံစားရလို့မင်းကငါအတွက်ကိုမခံစားရအောင်ဆိုတာငါသိတယ်တဲ့เนาะအတိုင်းပြောတာနောက်တစ်ခု I can't take being away from you i can't take being away from you any longer no မင်းနဲ့ပေါ့နော်မင်းနဲ့ဝီးနေရတာကိုအနောက်ထပ်မခံစားနိုင်တော့ဘူးပေါ့နော် i can't take being away from you any longer မင်းနဲ့အဝေးမှာထပ်ပြီးတော့မနေချင်တော့ဘူးနော်မင်းနဲ့ဝီးနေရတော့နောက်ထပ်ထပ်ပြီးတော့မခံစားနိုင်တော့ဘူးလို့ပြောတာနော်နောက်တစ်ခုက thing moved so fast and i didn't know how to i didn't know how to trust my feeling for you အရာအလုံးအမြင်ဆက်ဆက်နဲ့ပြီးဆုံးသွားပြီရောเนาะငါရဲ့မင်းမင်းအတွက်ငါရဲ့ခံစားချက်တွေကိုဘယ်လိုယုံကြည်ရမလဲကိုမသိတော့ဘူးပဲเนาะအရင်ပြောထားတာပါအဲ့တော့တစ်ဖက်လူကပြောချင်တဲ့စကားလေးဖြစ်ပါတယ် thoroughly ကြည့်မယ်။ Yeah, the emperor. တော်လီ emperor energy နဲ့ပေါ့နော်။ तू อ่ะချိန်မိုးပေါ့။ချိန်မိုးပြီးတော့မှပဲနေနေကြည့်ပါ။တော်လီအရာလုံးမှာ stable ဖြစ်ပြီးတော့မှတစုံတစ်ခုကိုစောင့်မျှော်နေတယ်။ and ဒါမှမဟုတ်လို့ရှင်နေပေါ့နော်။ stable ဖြစ်ဖို့ပေါ့နော်။ stable ဖြစ်ဖို့ကိုစောင့်မျှော်နေတယ်။တည်ငြိမ်ဖို့နေသားကြဖို့ပေါ့နော်အခြေတကျဖြစ်ဖို့ကိုစောင့်မျှော်နေတယ်။ဒါမဟုတ်လို့ရှင်အဲ့လိုဖြစ်ပြီးသားဖြစ်နိုင်တယ်။သူစီမှာပေါ့နော်ပြီးပြည့်စုံနေပေမဲ့လည်းသူပြောရွှေမနေဘူး။နော်။အဲ့လေကိုတွေ့ပါတယ်။သူရဲ့ feeling လေးကတော့တလောက်ပါပဲနော်။